ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ဟေးလီအခုလိုက်ပြပေးမယ့်နေရာလေးကတော့ Reesman ခန္ဓာကိုယ်နှင့်အလပရဲ့စင်တာလေးပဲဖြစ်ပါရရှင်။ဟေးလီဒီမျက်နှာကိုအိမ်မှာကောင်းစွာကင်းဆိုင်ခဲ့တဲ့အတွက် treatment လိုက်ရလို့ဆောင်နေမယ်ဖြစ်ပါရရှင်။ယခုဖွင့်လှစ်ထားသောဆိုင်လေးသည်မကြသေးခင်မှာဖွင့်လှစ်ထားတယ်လို့လည်းသိရှိရပါရရှင်။အဲဒီတော့ကြောင့်ဟေးလီရဲ့မျက်နှာ treatment လုပ်တာအဆင်ပြေခြင်းရှိမရှိအများသိရှိစေရန် sharing ပြုလုပ်ခြင်းဖြင့်လာရောက်ထွန်းခဲ့ကြည့်ခြင်းလည်းဖြစ်ပါရရှင်။ပုံလင်းပြထားသည့်တိုင်းပဲ e-sign လေးတွေနော်ခင်မလပါစံသစ်သောကိုရီးယားဆံများကိုအသုံးပြု၍တက်မျက်နှာလာနေခန္ဓာကိုယ်ကောက်ကြောင်းလေးများမနာမကျင်ခွဲစိတ်စရာမလိုပဲအလှပဖြစ်ဖြစ် င်လို့ရပါတယ်ဆိုကြောင်းကိုလည်းဟီလီအိနီယာမှတစ်ဆင့်သတင်းကောင်းပါပါတယ်ရှင်။ဤဆိုင်လေးသည်ဖွင့်ထားတာမကြသေးသည့်အတွက်ပေါ့နော်။အများသိရှိစေရန်ဟီလီကိုရှေ့ပေးခြင်းဖြင့်ကူညီကြပါအောင်နော်။ဤဆိုင်လေးသည်မင်းကလေးတည်တံမဟုတ်တဲ့အတွက်ယောက်ျားလေးမင်းကလေးကြားမှမရွေးဇုံတွဲနှင့်အလှပကိုဝါသနာပါသူတိုင်းလာရောက်အားပေးနိုင်မှန်းကြောင့်လည်းဟီလီအိနီယာမှတစ်ဆင့်ဖိတ်ခေါ်ပါတယ်ရှင်။ဤဆိုင်လေးကိုလာရောက်အားပေးခြင်းနဲ့ဆိုရင်တော့ဖြစ်လိပ်စာလေးကတော့ရန်ကုန်မြို့မင်္ဂလာတောင်ညွမြို့နဲ့ညမအကုံကြီးလမ်းကန်တော်လေးကမုံဝင်းဆန္ဒဒုတိယဆက်ဆိုင်အမှတ် C209 မှာဖြစ်ပါတယ်ရှင်။ အခုဟီလီကို treatment ပြုလုပ်ပေးနေသောဆိုင်ရှင်မမတွေသဘောကောင်းတဲ့အပြင်ဟီလီတို့ရဲ့သိကျင်သမျှမေးသမျှတွေကိုစိတ်ရှည်လက်ရှိစနစ်တကျရှင်းပြပေးပါရရှင်။ E-Reis Man Aesthetic Center ရင်ခေါင်းမခြေပြ treatment များမှာများပြတော့ကြောင်းအသေးစိတ်ကိုသိရှိလိုပါက Reis Man Aesthetic Center page တွင်လည်းတွားရောက်ဆောင်ဆံမေးမြန်းနိုင်ပါရှင်အခုဟီလီပြုလုပ်နေတာလေးကတော့မျက်နှာကိုကာဗွန်လေးစားပစ်ခြင်းပဲဖြစ်ပါရှင် ဤကဲ့သို့မျက်နှာကိုကာဝန်လေးစားပြပေးခြင်းဖြင့်မျက်နှာပေါ်တွင်ဝတ်ဆံချောင်းကျန်ခဲ့သောအမဲဆက်အမှားယွင်းနှင့်အစီဘူးများကိုတတ်တာကြောက်ကင်းစေပါရဲ့ရှင်။ဤကဲ့သို့မျက်နှာကိုကာဗွန်လေးစားပြပေးခြင်းသည်အနည်းဆုံး၃ချိန်မှ၄ချိန်နှင့်အထက်ပြုလုပ်ရတယ်လို့လည်းသိရှိရပါတယ်။ဤသို့ပြုလုပ်ရရင်တချို့ဆိုရင်ဝတ်ဆံသည်၁၀၀မှ၈၀ရာခိုင်နှုန်းထိရောကြတတ်တာကြောက်ကင်းစေပြီးတချို့ဆိုရင်လုံးဝလုံးဝပြန်မထွက်တော့တဲ့အထိကိုတတ်တာကြောက်ကင်းတယ်လို့လည်းသိရှိရပါတယ်ရှင်။ ေလီအခုကတော့ဒါပထမဦးဆုံးပေါ့နော် first time trying ကြည့်နေရင်ပဲဖြစ်ပါတယ်။ဒါကြောင့် before and after ရလက်ကိုအများသိရှိစေဖို့ဟေလီယာဗီဒီယိုရိုက်ပြီးတင်ရခြင်းပဲဖြစ်ပါတယ်နော်။ဟေလီရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်နော်။နောက်ဆုံးမှာတော့ဟေလီရဲ့ before and after result ရလက်လေးတွေတင်ထားပါတယ်။အဲ့ဒီမှာမှဟေလီရဲ့ရလက်လေးတွေကိုစိုက်နှက်တက်လို့လာရောက်အားပေးခြင်းနဲ့ဆိုရင်တော့ဖြေဟေလီယာအီဆန်လေးကိုဖိတ်ခေါ်ပါရရှင်။ အခုလိုမျိုးမျက်နှာကို treatment ပြုလုပ်ရရင်ဟေဒီလိုအိမ်မှာမျက်နှာတက်တယ်လို့မျိုးတစ်ဆင်နဲ့ပြုလုပ်လို့မရပါဘူးအစင်စင်မျက်နှာကို cleansing စိတ်ရှည်လက်ရှည်ပြုလုပ်ပြီးမှသာမျက်နှာပေါ်ရှိဆဲတဲ့မျက်နှာအတွင်းမှာရေဆဲတဲ့တွေကိုဖယ်ရှားကအေးအေးပေးပေါင်းတင်လာတယ်လည်းပြုလုပ်ရပါသေးတယ်ရှင်ပြီးတော့မှ carbon laser ပြင်မှာပဲဖြစ်ပါတယ်ရှင်အခုကတော့ carbon laser ပြင်မှာဖြစ်တဲ့အတွက်မျက်နှာကို carbon များတောက်လိုက်နေတာပါဖြစ်ပါတယ်ရှင် ကာဝန်တုံလေးမြင်လေးစားပြစ်ပါရမယ်ရှင်လေးစားပြစ်ရရင်လည်းမျက်လုံးကိုထိခိုက်မှစိုးတဲ့အတွက်လုံးကြုံစွာမျက်လုံးလေးကိုအုပ်ထားပေးပါရရှင်လေးစားပြစ်တဲ့အချိန်မှာတော့မျက်နှာကိုအနဲ့ထိုးတယ်လို့စစ်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 နဲ့တော့ခံစားရပါတယ်စိုးရစွာခံစားချက်တော့မရှိပါဘူးရှင်လေးစားမပြစ်ခင်အချိန်ဒီမျက်နှာပေါ်အမေဆက်တွေကတော့လုံးဝ ထင်ထင်ရှားရှားပဲရှိနေတော့မှာပဲရှင်။လေဆာပြည့်ရရင်အပူကိုအသုံးပြုရတာဖြစ်တဲ့အတွက်မျက်နှာကိုပြန်လည်ပြီးတော့လည်းအေးအေးပေးခြင်းများပြုလုပ်ရပါသေးတယ်ရှင်။ယခုပြုလုပ်သော treatment လေးဒီအနည်းဆုံး၃ချိန်မှ၄ချိန်နဲ့အထက်ပြုလုပ်ရတာဖြစ်တဲ့အတွက်ဟေးလီဆိုရင်တစ်ချိန်နဲ့နဲ့အရင်သိတာပါရှင်။ဒါကြောင့်နောက်ဆုံးရလတ်မှာဟေးလီရဲ့ရလတ်ကိုစိုက်နှစ်သက်လို့အားပေးခြင်းနဲ့ဆိုရင်တော့ဖြစ် Reassessment Aesthetic Center လေးကိုတွားရောက်ဖို့အကြံပြုခြင်းပါရှင်။ ကဲဝက်ချန်ကြောင့်ဖြစ်ပေါ်နေသောအမဲဆက်တွေရောင်းနေကမျက်နှာဖြူဝင်းကြည့်ပြီးတင်းတင်းလေးဖြစ်ဖို့ Erias Man Aesthetic Center လေးကိုအခုပဲတောက်လိုက်တော့နော်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တအုပ်တယောက်ချင်းတိုင်းကိုဟီလီယာကျေးဇူးတင်ပါတယ်ရှင်